မင်္ဂလာပါခင်ဗျာကျွန်တော်ဒီတစ်ခေါက်ဗီဒီယိုလေးမှာပြောချင်တဲ့အကြောင်းအရာကတော့ကျွန်တော်တို့ဒီဘက်ကာလာမှာဒီစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကတော့ဒါအလုံးဂျုံကြ ကြရတယ်ပေါ့နော်ကျွန်တော်တို့အဲစိတ်တွေအဆင်မပြေဖြစ်ကြတယ်မျောလင်းချက်တွေပျောက်ဆုံးသွားကြတယ်ဘာအတွက်ရှင်တန်နေရမှမသိတော့ဘူးစိတ်ပီစီးမှုတွေကျွန်တော်တို့ကြုံကြရတယ်နော်ပြောမစမိန်မပုံနိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဟုတ်ပြီဒီလိုခက်ခဲပြန်မနေတဲ့ကာလမှာကျွန်တော်တို့စိတ်တွေကိုအဆင်ပြေအောင်ဘယ်လိုထားမလဲနော်အဲ့တော့နီးလန်းနေရတော့အများကြီးရှိလိမ့်မယ်ကျွန်တော်ဒီမှာပြောစင်တဲ့အကြောင်းအရာလေးကျွန်တော်ကိုယ်တိုင်လည်းကျင့်သုံးပြနေတဲ့အကြောင်းအရာလေးပါလိမ့်ဆိုတော့ကျွန်တော်တို့ရုပ်ခန္ဓာကိုကနေစသစီချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာစိတ်ချမ်းမာရေးရုပ်ချမ်းမာရေးပြောကြတဲ့အာ တကယ်တမ်းကတော့သူကခွဲပြောလို့မရဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကိုကိုယ့်ကိုယ်ပဲစဉ်းစားကြည့်ပါနော်။ကျွန်တော်တို့မှာလူရယ်လို့တတ်တော်ရယ်လို့ပြောဖို့ဆိုရင်ကျွန်တော်ရုပ်နဲ့အဲစိတ်နဲ့နော်ရုပ်နဲ့နာနဲ့ခန္ဓာကိုယ်နဲ့စိတ် body and mind ပါဒီနှစ်ခုကပေါင်းထားတာပဲနော်ပေါင်းထားရတဲ့အတွက်ကျွန်တော်တို့ထားပါရုပ်ခန္ဓာကိုယ်မှာနေမကောင်းဖြစ်တယ်ဆိုရင်ကျွန်တော်စိတ်ပိုင်းဆိုင်ရာလည်းလာပြီးတော့ထိခိုက်တာပဲအဲ့လိုပဲကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာမှာအခုဆိုကျွန်တော်အဆင်မပြေဖြစ်ကြရင်ဆိုရင်ရုပ်ခန္ဓာကိုယ်ကြီးရောနေလို့ခေါင်းလာပါ နော်အဲ့တော့ကာလာတာရှိဖြစ်လာပြီဆိုကျွန်တော်တို့ယောဂာတွေလည်းဝင်လာတယ်ဒီ stress နဲ့ပတ်သက်တဲ့အထက်မှာဒီမှာဆီဂျူရောကင်ဆာရောလို့ဓာရီက stress နဲ့ related ဖြစ်တယ်နော် stress နဲ့ဆက်ဆက်မှုရှိတယ်အဲ့တော့ဒါဝေးသေးတယ်ပေါ့ဒီလိုအစီအမံတွေကျွန်တော်ရုပ်ခန္ဓာကိုဘာတွေပြဿနာလာပေးလဲဆိုတော့ unhealthy behavior လို့ခေါ်တယ်ကျွန်တော်တို့ကျန်းမာရေးနဲ့မငြိညွတ်တဲ့အပြုအမူတွေကျွန်တော်တို့ပို့ပြီးတော့လုပ်နေတယ်ဒါဟုတ်လားမဟုတ်လားစဉ်းစားကြည့်ကျွန်တော်စိတ်တွေပြည်စည်းလာရင်မကျွန်တော်ဆိုရင်အဲ့တော့အရက်စလိတ်ဝိစေအဲမတုံပုံစားဘူးเนาะဒါတော့မှ ျွန်တော်အဲ့လိုစိတ်တွေဖြည်းစီလာပြီဆိုရင်ကျွန်တော်အစားအဆောင်ထိနိုင်တယ်နော်အဲ့လိုပေါ့အချိုတွေစီချိုတွေကျွန်တော်အရင်စားချင်တဲ့အစားစာတွေကျွန်တော်ခန္ဓာကိုယ်ကစ demand လောက်လာနော်ဆိုတော့ဒါတွေစားမှပျော်မယ်ဆိုတာမျိုးတွေဖြစ်လာနော်ဆိုတော့အဲ့တော့ဒါတွေစားချင်လာတယ်နော်အဲကိုယ်လက်လို့ရှားမလုပ်ချင်တော့ဘူး social media တစ်ချင်လုံးသုံးတယ်အာထားပါတော့ game တွေဆော့တယ်ရုပ်ရှင် series တွေကြည့်တယ်ဒါဒါတွေဖြစ်လာတယ်เนาะ unhealthy ဖြစ်ဒါကျွန်တော်ခုနပြောသလိုပေါ့เนาะအရက်တော့ဆက်လိုက်တော့မသုံးတဲ့လူတော်ဒီလိုတွေဖြစ်လာတယ်เนาะဆိုတော့ အဲ့တချို့ဆိုရင်ပစ္စည်းရေလျှောက်ဝယ်တယ်နော်ဆို retail therapy လို့ခေါ်တယ်အဲ့ပစ္စည်းရေလျှောက်ဝယ်လိုက်တဲ့အတွက်စိတ်ကလည်းလေးပြိုလို့ဖြစ်သွားတယ်ဒါမျိုးပေါ့နော်အခုနောက်ဆိုရင်တော့ရက်တွေမူရေးဆေးဝါးတော့ long gas တော့ long link case တော့ဒီလိုဟာတွေနဲ့ ကျွန်တော်ထွက်ပေါက်တွေပေးမိတယ်ပေးမိတဲ့အတွက်ကျွန်တော်တို့လူမှုရေးအမားတွေကျုံရတယ်အဲကျွန်တော်တို့ခုနရုပ်ခန္ဓာကိုယ်မှာအဆင်မပြေတွေဖြစ်လာတယ်เนาะပြီးတော့လူတွေကကျွန်တော်ဝလာတယ်เนาะအာပြီးတော့တော့ကျွန်တော်အဓိကအဲ့လိုဖြစ်လာပြီးတဲ့အခါမှာလည်းတခါစိတ်ကိုပြန်ပြီးတော့မှပြဿနာပြန်ပေးတယ်เนาะအဲ့တော့စိတ်အဆင်မပြေတော့ယောဂပက္ခရာတွေလို့ယောဂပက္ခရာတွေလို့တော့တခါစိတ်ကိုပြန်ပြီးတော့မှအဆင်မပြေနေကျွန်တော်တန်တရာလဲเนาะတန်တရာလဲနေတော့ဒီတန်တရာကနေကျွန်တော်ဘယ်လိုယုံထွက်မလဲเนาะဆိုတဲ့အခါကျတော့စိတ်အဆင်ပြေတဲ့အချိန်ကျွန်တော်တို့ဘဝတွေ အပုံမှန်တိုင်းပြဖြစ်သွားပြီဆိုတဲ့အချိန်ကျွန်တော်တို့နိုင်ငံအေဂျင့်သွားပြီဆိုတဲ့အချိန်ကြမှာကျွန်တော်တို့အာရုပ်ကျွန်တော်တို့ခုနလိုခန္ဓာကိုယ်ကလောက်တာကြီးလဲပို့ပြီးတော့မှเนาะပုံပုံမှန်ပြန်ဖြစ်သွားမယ်ဆိုတာမျိုးတွေးနေလို့ကတော့အဆင်မပြေနော်ဒါကကတော့နိုင်ငံအခြေအနေကဒီလိုဖြစ်သွားလို့ဟိုဟိုစကဲရင်တောင်းမှပြန်ဆင်ပြေသွားရဆိုရင်တော့ကျွန်တော်ကိုယ်တိုင်ကိုယ်ပိုင်ဘဝတွေမှာနိုင်ငံအဆင်ပြေနေရင်တောင်းမှအဆင်မပြေတဲ့အခြေအနေဆိုတော့ရှိကြတာဒီပဲနော်အဲ့လိုရှိပြီဆိုတိုင်းဒါကျွန်တော်ရုပ်ခန္ဓာကိုယ်ကပေါက်ခရရလို့နေကျွန်တော်တို့ဘယ်တော့မှ အဲဒီထဲကနေလွတ်မြောက်ဖို့ပျော်ရွှင်ဟိုပျော်ရွှင်မှုလို့ပေါ့ပျော်ရွှင်မှုဒီအချိန်ဆိုင်းရုံမရအောင်ဆိုသလိုပေါ့နော်အရာအလုံးအစဉ်ပြေနေမှာ condition လေးအစဉ်ပြေနေမှာနော်ကျွန်တော်တို့ပျော်ရွှင်မှုရမယ်ဆိုလို့ကတော့ကျွန်တော်ဘယ်တော့မှအဲ့လူတွေပြောအောင်မဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့တော့စိတ်ကတော့အစဉ်ပြေမနေဘူးဒီကာလမှာနော်ပြေးစရာလည်းအကြောင်းရှိဆိုတော့အဲ့ဒီကြားထဲမှာ စိတ်ရုပ်ခန္ဓာကိုမှလုတာတယ်ကျွန်တော်ထိခိုက်ခံနေဘာမှမပြေဘူးဟုတ်ကဲ့ပြရုပ်ခန္ဓာကိုလည်းစာဒီ tips လေးကိုကျွန်တော်ပြောချင်တယ်ပေါ့ဒါကျွန်တော် psychology မှာလည်းပြောကြတယ် behavior activation လို့ခေါ် behavior activation လို့ကိုယ့် behavior တွေတွေကနေစပါเนาะအဲ့တော့ကျွန်တော်ဆိုလိုက်ဥပမာတစ်ခါလေးစိတ်ညစ်တယ်စိတ်တကြတယ်အဲလိုးလာတယ်ဘာမှလုပ်ချင်စရာမရှိဘူးပုံနေပဲတစ်ချိန်လုံးထိုင်သုံးတယ်လုပ်ရှင်နေပြန်ထိုင်ကြည့် အဲ့တော့ပြီးတော့ထားပါတော့တခါလေးဆိုမျက်နှာတော့မသိချင်ဘူးเนาะအပကံနေမသိချင်ဘူးအမိုက်တွေဆိုလည်းပြစ်စင်လို့ပြစ်ထားတယ်ဆိုတော့ညက်နေလောက်ရောက်လာတယ်နော်ညာကမဖြစ်သေးဘူးငါတခုလေးတော့လုံးမဆိုပြီးတော့ထားလိုက်အဲ့ရဘောထားလိုက်တယ်အိမ်သားရှင်းလုံးလိုက်တယ်ဟိုတခါလေးဆိုမျက်စိမဟုတ်စင်မွေးတွေပါတယ်အများကြီးဖြစ်နေရိတ်လိုက်တယ်မျက်နှာရယ်ပဲတစ်ပလိုက်တယ်ခန္ဓာကိုယ်တန်ရှင်းလုံးလိုက်တယ်ဆိုရင်မစိတ်ကြည်ကြည်သွားတယ်နော်အိမ်လေးလက်တန်ရှင်းလုံးလိုက်တယ်တန်ကြည်သွားကြည်သွားပြီဆိုရင်ကျွန်တော်လုတ်လုတ်တယ်လုတ်တယ်အလုတ်တွေပိုလုတ်လာတယ်ပေါ့နော်ဆိုတော့ပြောချင်တာက အဲ့လို behavior ကနေစလိုက်စီချင်တယ်နော်ကိုတခုခုအဲ့လိုလေလုပ်လိုက်ရင်အားနေစပြီးတော့မှသွားလိုက်စီချင်တယ်ပေါ့နော်ဆိုတော့ဒါဆိုရင်ဒါဒီကျွန်တော်တို့အတွက်ဒီကာလမှာအင်မတန်အရေးကြီးတဲ့ဒီစိတ်ပိုင်းဆိုင်ရာတော့အထောက်အကူဖြစ်တဲ့ tips လေးလို့ပြောလို့ရတယ်ပေါ့နော်အထောက်အကူဖြစ်တဲ့နည်းလမ်းလေးပေါ့နော်ဆိုတော့အဲ့မှာမှကိုက ထားပါတော့တခြားပို့ပြီးတော့လုပ်နိုင်သေးတယ်ပေါ့နော်ဆိုလို့ရှိရင်ကိုကျွန်တော်တို့ဆိုဒီဘက်ကာလာတွေမှာအပုံမှန်လေ့ကျင့်ခန်းလုပ်တယ်เนาะပြေးတာဖြစ်ဖြစ်ချက်တောင်းရတာဖြစ်ဖြစ်เนาะပြီးတော့အဲ့ဒါမှမဟုတ်ဝိမာတာမျိုးဖြစ်ဖြစ်ပေါ့နော်ဒါလေးကိုပုံမှန်လေးလုပ်တယ်เนาะပြီးတော့ခုနအစားအစာဆိုလည်းအဲ့လိုပဲစိတ်ဖိစီးလာရင်စားရရပေါက်ကြက်စားခြင်းစားခြင်းလာရင်အဲစိတ်တွေပါပြီးရင်မပြိုရုပ်ပါငါစားမိလိုက်ပြန်ပြီဆိုเนาะတော့တနေ့တလောက်ကိုအစားတော့ဆိုလည်းကိုသတိထားတယ်เนาะပြီးတော့အိတ်ဆက်တဲ့ကိစ္စ တော့အေးဝောင်းအိတ်ပါလို့ကျွန်တော်ပြောကြတဲ့အခါမှာအဓိကအေးဝောင်းအိတ်ကဘာနဲ့ဆိုင်ကလေးဆိုတော့မအိတ်ခင်ကျွန်တော်လုပ်တယ်လုပ်တယ်ဆိုင်နော်ဥပမာထားပါတော့အိတ်ခန်နီကိုကျွန်တော်ကအစားရေစားတယ်နော်ပြီးတော့တဲ့ခါကျတော့ကဖင်းပါတဲ့ဟာတွေတောက်တယ်နော်ဆိုလို့ရှိရင်ဘယ်လိုလုပ်သွားပြီးအိတ်ပြောအိတ်ခန်နီတိကျွန်တော်ဖုန်းလေးကြည့်နေဘယ်လိုလုပ်ပြီးတော့ညဘက်အိတ်ပြောညဘက်အိတ်မပြောဘူးဆိုရင်မနက်လည်းကောင်းကောင်းမထားနိုင်ဘူးနော်မထားနိုင်တော့ဘူးဆိုရင်အဲမနက်မှလည်းကျွန်တော်ကျွန်တော်တကူစားဆိုအဲ့လိုမနက်ကိုစောစောစီးစီးအဲ့လို ဘယ်လိုပြောမလဲကောင်းကောင်းမွန်လို့မလာအောင်စိတ်ကြီးကလလန်းဆန်းဆန်းမရှိဘူးဆိုတော့တနေုံလဲဘာမှဆက်မလုပ်ဖြစ်တာမနက်ကိုကောင်းကောင်းမွန်မွန်လို့လာတယ်အဲလလန်းဆန်းဆန်းရှိရဆိုတော့တနေုံလဲဆက်ပြီးတော့လုပ်လို့ဖြစ်တယ်နော်ဆိုတော့အဲကြောင့်မလို့ကျွန်တော်မနက်နိုးထတဲ့အာကောင်းကောင်းမွန်မွန်နိုးဖို့အရေးကြီးတယ်ကောင်းကောင်းမွန်နိုးဖို့ကျွန်တော်ကောင်းကောင်းမွန်မွန်အေးရဖို့အရေးကြီးတယ်ကောင်းကောင်းမွန်မွန်အေးရဖို့ကကျွန်တော်တနေုံလုပ်တဲ့အလုပ်တွေမှန်ဖို့လိုပါတယ်နော်ဆိုတော့ဆိုတော့ဒီဟာလေးတွေကျွန်တော်တို့ဟိုလုတ်ဖြစ်တယ်နော်ဒီ physical ဘိုင်းကကျွန်တော်ပို့ပြီးတော့မလုတ်ဖြစ်တယ်လုတ်ဖြစ်တော့ဘာဖြစ်လာလဲဆိုတော့ဒီစိတ်ကလည်းအဲစိတ်ကြရတဲ့အချိန်တွေမရှိဘူးလားဆိုရှိတယ် စိတ်လိုလိုက်တဲ့အချိန်တွေရှိကြဆိုရှိတယ်ဒါပေမဲ့အရင်ဆိုးဆိုးရွရွကြီးလက်မချော်တော့မိုင်းကုန်တနေကုန်တော့နော်ညနေလောက်ကြာနေမှလုံးဆက်ရှိရလုံးမယ်ဆိုတော့ညပိုင်းလေးရောဘာပဲပြောလုံးဖြစ်သွားသေးတယ်နော်ဆိုတော့ဒီပုံစံနဲ့ပဲကျွန်တော်ဒီကာလမှာကျွန်တော်ရဲ့စိတ်တွေအဆင်ပြေအောင်ဟိုထားတာဖြစ်တယ်ပေါ့နော်အပြီးသွားတဲ့ခါကျတော့ခုနလိုပေါ့ကျွန်တော်အားကစားရေးလုံလာတယ်နော်ခုနလိုလုံနိုင်တဲ့လောက်ပေးပေါ့နော်လမ်းလျှောက်ပဲ active ဖြစ်အောင်နေတဲ့ခါကျတော့ဒါခန္ဓာကိုယ်ကလည်းကျွန်တော်စောင်းပါးလေးရေးပြီးပါတယ်နော်ကျွန်တော်ခန္ဓာကိုယ်ကြီး body is meant to be moved နော်အာခန္ဓာကိုယ်ကြီးလှုပ်ရှားဖို့အတွက် ထားတာเนาะခန္ဓာကိုယ်ကိုလှုပ်စေခြင်းတဲ့ဘာတရားကြီးလှုပ်စေခြင်းတဲ့တော့ကျွန်တော်ခန္ဓာကိုယ်ကလှုပ်ပြီဆိုရင်ခန္ဓာကိုယ်ရဲ့ခန္ဓာကအထဲထဲမှာ happy hormones တွေ feel good hormones တွေခန္ဓာကိုယ်စိတ်ကိုခံစားချက်ကိုကောင်းစေတယ်ပျော်စေတဲ့ hormone တွေထုတ်ပေးတယ်ပြောစီဟိုလှုပ်စီခြင်းလို့เนาะအဲလှုပ်လို့ကျွန်တော်ကစိတ်မြည့်စေတဲ့ဟော်မုန်းတွေကထွက်လာရင်ကျွန်တော်ပဲလှုပ်ချက်လုပ်တယ်เนาะဆိုတော့အဲ့တော့လှုပ်စီခြင်းလို့ ဖိကောအောင်လည်းခန္ဓာကိုယ်ထုတ်ပေးတဲ့သဘာဝတရားကြီးဆိုတော့ဒါကိုကျွန်တော်တို့ကအသုံးချဖို့လိုတဲ့အတွက် physical active ဖြစ်အောင်ကျွန်တော်နေတယ်အဲ့တော့တော်တော်လည်းလည်းလမ်းစမ်းရှိတော့စိတ်ကလည်းပို့ပြီးတော့အဆင်ပြေတယ်เนาะဆိုတော့အဲ့တော့ဒါဒီလေ့ကျင့်ခန်းလုပ်ခြင်းကကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာဘလောက်ထောက်ကူဖြစ်တယ်ဆိုတာလည်းသူတည်တနာပေါင်းများများစွာရှိတယ်ပေါ့လေเนาะဒါကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုလေးကလည်း remind လုပ်ခြင်းတာကတော့စိတ်ညစ်တာကတော့ဗန်တယ်ကျွန်တော်တို့အားလုံးစိတ်ညစ်တယ်အဲ့တော့စိတ်ညစ်မှစိတ်တည်အဆင်ဟိုစိတ်တည်အဆင်ပြေမှစိတ်တည်ပျော်ရွှင်နေမှသာ ကျွန်တော်အားကစားလုပ်ဖြစ်မယ်အစားအဆင်ချင်းဖြစ်မယ်နော်ကိုယ်လည်းလှူရှာလုပ်ဖြစ်မယ်ကိုလုပ်တဲ့လုပ်တွေကိုပုံမှန်လုပ်နိုင်မယ်ဆိုလို့ကတော့ကျွန်တော်ဘယ်တော့မှလုပ်ဖြစ်မှာမဟုတ်ဘူးနော်ဆိုတော့စိတ်အဆင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေကျွန်တော် physical ကနေစစစေချင်တယ်နော်သူကတန်တရားလေခုနလေးရှိမှပြောပြတာစိတ်အဆင်မပြေခန္ဓာကိုယ်လည်းဆင်မပြေခန္ဓာကိုယ်လည်းဆင်မပြေစိတ်စိတ်မှပြန်ပြီးတော့ထိကပ်ဒီတန်တရားလေနေတာဖုတ်ထုတ်ကကျွန်တော်စိတ်ကနေစလို့မရဘူးရုပ်ကနေစရ နော်ပြတော့စိတ်ထဲမှာဘလိုကြီးတွေပဲဖြစ်နေပါစေပလို့ရမယ်လို့ဘလို့နာစိတ်ရုပ်ပိုင်းဆိုင်တဲ့ပတ်သက်ပြီးလုပ်မယ်လို့တွေးထားတဲ့ခါတွေကိုကျွန်တော်ဆုံးခန့်တိုင်အောင်အဲလုပ်စီခြင်းနဲ့နော်ဟိုတနေ့ကိုခြေလမ်းဘလောက်ရှောက်မလဲဒါလေးကိုကျွန်တော်မှန်မှန်လေးရှောက်မယ်အကိုလည်းလေးလေးချင်းကတစ်ဖက်ကို၃ရက်လောက်ကျွန်တော်လုပ်မယ်နော်အာဆိုတော့မျိုးလုပ်ရင်လူကလည်း active ဖြစ်နေတဲ့အတွက်စိတ်ကတော့ကြကြရရှိမှာပဲဒါပေမဲ့ဆူဆူရွာရွာကြီးဖြစ်မသွားတော့ဘူးပေါ့နော်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့စိတ်ဒီစံဒီလို့ရှိရင် ဘာလို့ရမလဲလို့မေးရုပ်ခန္ဓာကိုယ်ကလုပ်တဲ့အလုပ်တွေကိုမှန်အောင်လုပ်ပါမှန်မှန် on the daily routine ပေါ့နော်ခုနကကိုယ့်ရဲ့ physical exercise စားသောက်နေထိုင်မှု exercise မှုနော်ဒီကိုယ့်ရဲ့ daily routine ကိုမှန်မှန်ကန်ကန်လေးလုပ်ပါဘလို့ရမလဲလို့တွေကိုလည်းစိတ်ပါတိပြည့်စုံမပါတိပြည့်စုံလုပ်ပါစိတ်ကလေးတိတိတသာစုပြလာလိမ့်မယ်ဆိုတော့လေးပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်